SpaceX Company ဟာမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်စင်တာတွေမှာအသုံးပြုနေတဲ့ Starlink ပစ္စည်း2500ကျော်ကိုဝန်ဆောင်မှုဖြတ်တောက်ခဲ့တယ်လို့ SpaceX Company ရဲ့လက်ထောက်ကထကပြောကြားခဲ့ပါတယ်။ကြားဖြန့်စင်တာတွေမှာဂျူရွန့်အင်တာနက်ဆက်သွယ်ရေးပစ္စည်းတွေဖြစ်တဲ့ Starlink ဆက်တွေကိုတွင်ကျဲစွာအသုံးပြုနေကြောင်း AFP သတင်းကဖော်ပြခဲ့ပြီးတဲ့နောက် Starlink Company ကအခုလိုကြေညာခဲ့တာပါ။ မြန်မာနိုင်ငံနယ်စပ်ဒေသမှာကြားဖြန့်စင်တာတွေအများပြားရှိနေကြောင်းသတင်းတွေထွက်ပေါ်နေမှုနဲ့အတူဖေဖော်ဝါရီလကစပြီးအစိုးရကြားဖြန့်စင်တာတွေကိုစတင်နှိမ်နှင်းခဲ့ပြီးအထမစေခိုင်းခံခဲ့ရတဲ့လုံသား9000ခန့်ကိုနေရက်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံကလည်းနေဆက်ဒေတာမှာအင်တာနက်လိုင်းတွေဖြတ်တောက်ခံရတဲ့အတွက်ဒေတာဖြန့်စံတာအများစုရဲ့ခေါမိုးတွေပေါ်မှာ Starlink အင်တာနက်ဆက်တွေတက်ဆင်ပြီးအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ SpaceX ရဲ့ Starlink စီးပွားရေးလုပ်ငန်းဆိုင်ရာလက်ထောက်အကထဖြစ်သူ Laurent Rivera က၎င်းတို့ကုမ္ပဏီဟာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တန်တရားဖြစ်ဖွယ်ကြားဖြန့်စံတာတွေမှာတက်ဆင်ထားတဲ့ စတားလင့်ဆက်တွေကိုဝန်ဆောင်မှုဖျက်တောက်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဘဲချိန်ကအဲ့ဒီအင်တာနက်ဝန်ဆောင်မှုတွေကိုဖျက်တောက်ခဲ့တယ်ဆိုတာကိုတော့၎င်းကအတိအကျထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့တာဖြစ်ပါတယ်။